။အောက်ကွဲပစ္စည်းတွေကိုပါလွာတဲ့ပြားတွေဖြစ်အောင်ဖိချလိုက်ပြီး PK ပမာဏလောက်အတုံးလေးတွေဖြတ်တယ်ပြီးတော့တကယ် PK ပုံစံဖြစ်အောင်တတူပါနဲ့ပတ်လိုက်တယ်။နောက်တော့ secret အိတ်ထဲက secret တလိပ်ကိုဆွဲထုတ်ဖောက်ခွဲရေးဝါယာကြိုးကိုအတွင်းထဲထဲမှတားထားပြီးတင်းငယ်တဲ့ခြေအားခံကိရိယာလေးတစ်ခုကိုအဲ့ဒီထဲမှာဝတ်ထားလိုက်တယ်။ဓမ္မလိုက်နိုင်တဲ့ခင်ကိုတင်းငယ်တဲ့ဘူးဝိုင်းလေးရဲ့အပြည့်ထည်ပြီးတင်းထားလိုက်တယ်။အဲ့ဒီနောက်ကျွန်တော်နဲ့ခက်ဆင်ဆင်တူတဲ့စုငွေထုတ်ထားခံရသူတယောက်ကိုရှာတွေ့တယ်။ကျွန်တော်လည်းသူ့ရဲ့တပ်ပုံနဲ့ကိုက်ညီအောင်မျက်နှာကိုဖုံးကွယ်လိုက်တယ်။လမ်းပေါ်ရောက်တော့ရဲတွေကကျွန်တော်ကိုဒူးထောက်ခိုင်းတဲ့အခါတမင်တကာပဲဆုပ်ပေးလိုက်တယ်။ စီစဉ်ထားတဲ့အတိုင်းအတူအယောင်မပုံတင်ကိုထုတ်ပြလိုက်တယ်။သူတို့ကျွန်တော်ကိုကန့်လုံပင်လေတဲ့ကအချင်းထောင်စီတန်းပို့လိုက်တယ်။စစ်စေးရဲ့အခါအဆောင်တွေကကျွန်တော်မျက်နာက စေးမင်ကြောင်ကိုမြင်ပြီးဘာမှမမေးတော့ဘူး။သူတို့ကျွန်တော် secret အိတ်နဲ့ခင်တွေကိုစစ်ပေမဲ့တန်တရားဖြစ်เสียဘာမှမတွေ့ခဲ့ဘူး။ဒီလိုနဲ့လိုအပ်တဲ့ပစ္စည်းအလုံးနဲ့အတူကျွန်တော်အထဲကိုဝင်လာခဲ့တယ်။အထဲရောက်တာနဲ့ကျွန်တော်ရဲ့ပြစ်မှတ်ကိုအမြန်ရှာဖွေလိုက်တယ်။ပြစ်တနာကသူကကိုရံတော်တွေနဲ့အမြဲဝိုင်းရံခံထားရတာပဲ။သူနေ့စဉ်လက်ကျင်ခန်းလုံနေချိန်မှာတောင်တခြားအချင်းသားတစ်ယောက်ကသူ့ကိုတတ်ချင်တဲ့သူရှိသေးတယ်လို့ပြောပြတယ်။ ရှိုးဝက်စွာလက်ဆင့်ကမ်းနေတဲ့ဓားမြောင်ကိုတတိထားမိခဲ့တယ်။အဲ့ဒီဓားမြောင်ကနောက်ဆုံးတော့ဝါတဲ့လူတယောက်ရဲ့လက်ထဲရောက်သွားတယ်။သမင်းစားချိန်မှာကျွန်တော်ရုပ်ရုပ်တဲတဲဖြစ်အောင်လို့လူနေငယ်ကိုတွန်းထိုးပြီးသူ့စီကဓားမြောင်ကိုခိုးယူလိုက်တယ်။အိမ်မကြခင်မှာပဲကျွန်တော်ရဲ့ပြစ်မှတ်လေ့ကျင့်ခန်းလုပ်နေတဲ့တခြားချင်းသားတယောက်ကလက်နက်နဲ့သူ့ကိုရုတ်တရက်တိုက်ခိုက်ဖို့ပြေးလာတယ်။ကျွန်တော်ဓားမြောင်ကိုလွှဲပစ်လိုက်ပြီးတိုက်ခိုက်မှုကိုတားဆီးကသူ့အသက်ကိုကယ်တင်လိုက်တယ်။ဂျေဆုတင်တဲ့အနေနဲ့သူကသူ့ခန်းမှာတီးတက်မျက်စာစားဖို့ကျွန်တော်ကိုဖိတ်ခေါ်တယ်။အဆောင်တွေကကျွန်တော်ကိုအဲ့ဒီကိုလိုက်ပို့ပေးတယ်။သူကဆေးမြစ်တွေရောဆက်ပြီးအားဆေးတမျိုးပြင်ဆင်နေရဲ့ သူ့စားပွဲပေါ်မှာမြွေအရက်ပလင်းတစ်လုံးကိုကျွန်တော်တွေ့လိုက်တယ်။အဲ့ဒါကကျွန်တော်ကိုအကြံတစ်ခုရစေတယ်။တစ်သားချောင်းတစ်ချောင်းကိုဆွဲယူသူ့လေပင်ကိုနောက်ကနေချုပ်ပြီးပြတင်းပေါက်စီတွန်းကပ်လိုက်တယ်။သူ့မိသွားတဲ့အထိမျက်နှာပေါ်ကိုတပတ်နဲ့ဖိထားလိုက်တယ်။ပြီးတော့ကျွန်တော်အမှုန့်ကိုရေးနဲ့ရောပြီးသူ့လေချောင်းရဲ့အတင်းထိုးထည့်လိုက်တယ်။သူ့ခန္ဓာကိုယ်ကပြင်းထန်စွာတောင့်တင်းသွားပြီးအပြင်ကအဆောင်တွေကိုအာယုံဆိုင်မိစေလောက်တဲ့ဆူညံတန်တွေထွက်လာတယ်။သူတို့ဘာဖြစ်တာလဲလို့လာမေးတယ်။ကျွန်တော်ကသူ့ဆူတောင်းနေတာလို့အေးအေးဆေးဆေးပြန်ဖြေလိုက်တယ်။သူတို့ချောင်းကြည့်ပြီးထူးဆန်းတာဘာမှမတွေ့တော့ထွက်သွားခဲ့ကြတယ်။ ခဏကြာမှပဲကျွန်တော်ကဘာမှဖြစ်ခဲ့တယ်လို့မျိုးအခန်းထဲကနေထွက်လာခဲ့တယ်။မကြာခင်မှာပဲအချင်းထောင်ကတခုခုမနေပြီဆိုတာသိသွားတယ်။အဆောင်တွေကတိုက်ခိုက်သူကိုအကြီးအကျယ်ရှာဖွေမှုစတင်ခဲ့တယ်။ကျွန်တော်ကတော့စန့်ကျင်ဘက်ကိုသွားနေတဲ့လူအုပ်ထဲရှုံးဝင်သွားပြီးနယံစီရောက်တဲ့အထိသွားခဲ့တယ်။ PK လိုလှုပ်ထားတဲ့ပောက်ကွဲပစ္စည်းတွေကိုထုတ်ပေါ်လုံးပုံစံလုံးပြီးနယံကအပေါက်လေးတစ်ခုလည်းထိုးထည့်လိုက်တယ်။ပြီးတော့စီးကရက်ထဲကဖောက်ခွဲရေးဝါယာကြိုးကိုဆွဲထုတ်ပြီးမိရှို့လိုက်တယ်။ကင်မရာတွေကနေကျွန်တော်ကိုမြင်သွားတယ်။သူတို့တော်တော်လေးနီးကပ်လာကြပြီ။ကျွန်တော်ခြေရာခံကိရိယာကိုလွှဲပြအကျဉ်းသားဝတ်စုံကိုဆွဲချုပ်ပြီး ခရင်ကိုတကူလုံးလိမ့်ချလိုက်တယ်။သူတို့ကျွန်တော်ကိုမိခါနီးချိန်မှာပဲနယံကပောက်ခွဲသွားခဲ့တယ်။တစ်သားချောင်းတစ်ခုကိုဆွဲယူပောက်ကိုချက်အဲ့ဒီထဲကနေတွားတွားထွက်ပြီးအောက်ဘက်ပေတရအကွာပင်လယ်ထဲကိုတံပီးခုန်ချလိုက်ပါတော့တယ်။